ဝဇန်းတင်ဟာအင်္ဂုမစားခဲ့တဲ့ brand ဖို့တင်တဲ့ premier league ပွဲစဉ်မှာနှစ်ဂိုးဂိုးမရှိနဲ့ရေးနေခဲ့ပြီးနောက်နီးပြနူနိုဆန်တို့ကအသင်းမှာပြဿနာရှိနေတယ်လို့ပြောခဲ့ပါတယ်နူနိုဆန်တို့ကကျွန်တော်တို့ကဒီဘက်မှာလုံလောက်မှုမရှိပဲညံ့ပြင်းခဲ့ပါတယ်အနိုင်ရခဲ့တဲ့ brand ဖို့တင်ဟာပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီးကျွန်တော်တို့အားလုံးစိုးရိမ်နေကြတယ်လို့ထင်ပါတယ် ကျွန်တော်တို့ပြည်သက်တွေရဲ့စိုးရိမ်မှုတွေကိုမြင်တွေ့ခဲ့ရပြီးကျွန်တော်တို့မှာပြဿနာရှိနေပါတယ်။ရားလက်ကောင်းတွေရရှိအောင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ကကျွန်တော်တို့ရဲ့အပေါ်မှာမူတည်တယ်လို့ပြောခဲ့တာပါ။ဝက်ဆန်အသင်းဟာဒီအသည့်ပရီးမီယာလိပွဲစဉ်၈ပွဲကစားပြီးမှတပွဲသာအနိုင်ရရှိကရာမတ်လီမန်နဲ့အမတ်ပေးစရာအဆင့်၁၆နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ဝက်ဆန်အသင်းဟာရာသီစရားလက်ဆိုးတွေကြောင့်နီးပြဂရီယန်ဘော်ဒါကိုထုတ်ပယ်ပြီးနူနိုဆန်တိုကိုနီးပြအသစ်ပြစ်ခန့်ထားပြီးမယ်။သူ့ရဲ့လက်ထက်မှာအသင်းဟာနိုင်ဝဲမရရှိသေးပဲ၂ပွဲရေးနေထားတာပါ။ဝက်ဆန်အသင်းဟာဒီအသည့်အစက စားထားတဲ့ပရီးမီးယားလိအင်္ဂွေပွဲစဉ်၄ပွဲစလုံးအရေးနှိမ့်ခဲ့တာအသင်းရဲ့တမိုင်းကြောင့်မှာပထမဆုံးချိန်ဖြစ်ခဲ့တယ်လို့သိရပါဗျ။ဝက်ဆန်ပြိသက်တွေကအသင်းရဲ့ရလက်ဆိုးတွေကြောင့်လောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါဗျ။ဘရန်ဘို့အသင်းကတော့ဒီနိုင်ပွဲကြောင့်ဒီရာသီပရီးမီးယားလိပြိုင်ပွဲမှာပထမဆုံးအဝေးကွင်းနိုင်ပွဲရရှိခဲ့တာပါ။ဝက်ဆန်အသင်းကလာမယ့်ပရီးမီးယားလိပွဲစဉ်ဖြစ်လိစ်အသင်းအင်္ဂွေသွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါဗျ။